ကဲအဘရေတွားပြီနော်တွားတာမှနန်းနန်းလေးမဟုတ်ဘုံပူးအဆင့်အပါဝင်အင်အားရာချီမတာပေါ်ကုန်ပြီကဲမောင်းငါဘလို့ချက်ကြမလားဆိုတော့ဟမ်တခါလင်းငါဆယ်ရောက်ရောက်20ရောက်ဆိုရင်တော့လေဒါရောပြီးတော့မောင်းငါတွေဘာတွေချက်ကြတာအဆင်ပြေတယ်လေဖုန်းကြီးတွေဘာတွေပြင်ရတာလည်းအဆင်ပြေတယ်အဲ့တော့အခုဘုံမူးပါဝင်အင်အားတရာကျော်ဆိုတော့ဘလို့မောင်းငါချက်မလဲအဲ့ဒါစဉ်းစားနေတာစဉ်းစားလို့မရဘူးနော်ချင်းချင်းမှာ ချင်းမှဆော်လိုက်တာတဲ့ကဲဆိုတော့ဒီနေ့တော်လန်ရေးကကျွန်တော်တို့ပြောသလိုစီးလုံးကြဖို့ညင်ညွတ်ကြဖို့ပြောတယ်ဆိုတာကတော်လန်ရေးဘက်ကတစ်ခုပြီးတစ်ခုအနိုင်နေနဲ့တွားနေတဲ့လမ်းကြောင်းအရှုံးနေနဲ့တွားနေရတာမဟုတ်ဘူးဒါပေမဲ့အနိုင်နေနဲ့တွားနေတဲ့ဘက်ကသူတစ်ဖွဲ့ငါတစ်ဖွဲ့သူနဲ့ငါနဲ့ညှိလို့မရငါနဲ့သူနဲ့ညှိလို့မရဒါပေမဲ့ခွေးလို့ဝက်လို့ရှုံးပြီးတွဲလို့နွားလို့သွေးနေတဲ့ကောင်တွေဘက်ကတော့တသွေးတတန်သမိန်နဲ့တွားနေတယ်ဒါဟုတ်ကျွန်တော်တို့တွေကအတူယူဖို့ကောင်းတယ် ဘာလို့ဆိုတော့ရန်သူရှိမှလည်းကျွန်တော်တို့အတူယူတင့်ယူရမယ့်အချက်လက်တွေရှိမှာပဲဟုတ်တယ်မလားခုနကပြောသလိုဟိုဥဆောင်နဲ့ဒူလွတ်လွတ်လပ်လပ်ဥဆောင်ဝင်ရှိအောင်အပေါ့အဆမများဖို့ဒါတွေလည်းလိုအပ်တယ်ဒီလူတယောက်ကိုဥဆောင်ထမ်းခိုင်းတာဆိုဒီလူကိုကျွန်တော်တို့က supporting ပေးရမယ်ဒီလူကို supporting မပေးမနဲ့ဒီလူအလုံးလုံးလုံးမရအောင်အပေါ့မျိုးစုံနဲ့ပြောနေကြမှာဆိုဘယ်လိုလုပ်မလဲဒါတွေလည်းရှိတယ်ဟုတ်တယ်နော်ဒါကြောင့်မို့လို့ကျွန်တော်တို့တွေရန်သူရှိမှလည်းအတူယူတင့်တာယူရမယ် အဲ့တော့တည်င်းလေးကိုဖတ်ပြပါမယ်နော်ခွေးတရာကျော်မတာပေါ်တဲ့တည်းတိလားစိတ်တော့မကောင်းဘူးစိတ်မကောင်းပေမဲ့မတတ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့စစ်တပ်ကတည်လေကျွန်တော်တို့ဒီနိုင်ငံသားတွေဒါပဲဟုတ်တယ်နော်အဲ့ဒီဘုံမှုပါဝင်အခုတည်သွားတဲ့အင်အားတရာကျော်ဟာဘယ်နိုင်ငံသားတွေလဲမြောင်ပြည်သားတွေပါဟုတ်တယ်နော်ဒီတိုင်းဒီအာဏာမတိုင်းနဲ့အဲ့ဒီလူတွေတည်မလားအဲ့စစ်သားတွေတည်မလားမတည်ဘူးရှင်းရှင်းလေး အဲ့ဒါတွေအားလုံးလက်သက်တဲ့အခါဘလူတယ်ဒီမင်းအောင်လည်းအပါဝင်တော့မတန်မရတိုင်းပြည်အာဏာလုဖို့ကြိုးစားတဲ့ကောင်တွေပဲဒီကောင်တွေကြောင့်ဒီစစ်သားတွေရဲတွေတေးရတာဒါပေမဲ့အဲ့လိုတေးရလို့တနာရမလားဆိုပြန်တော့လေတနာဆရာမှမရှိတာဒါကြီးကအမှန်တရားမဟုတ်ဘူးဆိုတော့တို့လည်းသိရမယ်လေလူမှန်ဟာကြီးကိုဒီအမှန်တရားမဟုတ်ဘဲနဲ့တိုင်းပြည်ကိုဥပဒေကိုချိုးဖောက်ပြီးတော့တိုင်းပြည်အာဏာကိုမတရားလုယူတာငါတို့ကစစ်တပ်ငါတို့ကလက်နက်ရှိတိုင်းလုယူတယ်ဒီအပေါ်မှာဒီဘုံမှုဆိုရင်ဒါမင်းအောင်လှိုင်ခိုင်းတဲ့မြောက်ကိုလုပြီးတော့ အာကျိုးမှန်တဲ့မတရားမှုကိုကျူးလွန်ခဲ့တာအဲ့တော့အဲ့ဒီအာကျိုးမှန်တဲ့မတရားမှုကိုကျူးလွန်ခဲ့တဲ့အကျိုးဆက်ကသူတို့ပြန်ခံရတာပဲအဲ့တော့ဒီတိုင်းလူသားအရင်းမြစ်နေနဲ့ကြည့်မယ်ဆိုရင်ကိုယ်နိုင်ငံသားတွေစုံချုံရတယ်နစ်နာတယ်နှမျိုးကိုကောင်းတယ်ဒါပေမဲ့လက်ရှိဖြစ်နေတဲ့ပဂတိအရှိတရားကိုကြည့်မယ်ဆိုရင်တနာစရာတကွမှမရှိနော်ဒါကြီးကမတရားမှုမဟုတ်ဘူးဆိုရင်ယုံထွက်လေးလုပ်အောင်လို့ရှင်းရှင်းလေးဟိုင်ယူလို့ယုံမှုထွက်ပဲနဲ့ခိုင်းနှမျိုးကိုလှုပ်ပြီးတော့ထိတ်လိုက်လာမှကျွန်တော်တို့တနာပါဆိုရင်အဓိပ္ပာယ်မရှိဘူးအဲ့တော့ ခြေပြက်လက်ပြက်ဖြစ်သွားတဲ့ကောင်တွေလည်းအရင်ခက်ကဆိုရင်ဘုโจအောင်စန်းပုံတို့ဒေါအောင်စန်းစုကြည်ပုံတို့ပါလိုက်ရောင်းလို့ရတယ်စစ်အင်ဂျီဝစ်ပြီးချွေးတောက်ပြီးတော့စစ်ပွားလေးနဲ့ဟာတနာတယ်ကိုမရေတစ်ခတ်တိုက်ဟုတ်လားအော်ဦးလေးဘယ်တော့တောင်ဝင်ထမ်းဆောင်လာတဲ့စတဲ့ဖြစ်လေးစားတယ်တနာတယ်ဟောဒီလိုဘောကနော်ဒါပေမဲ့အခုဒီအလွန်ကာလမှာတော်လှန်ရေးမှာနော်မင်းအောင်လည်းခိုင်းနေမြတိုက်လို့ခြေတော့ပြက်ခဲ့ရပါလက်ပြက်ခဲ့ရဆိုဘလူတနာမလဲဟမ်ရွာတဲ့ဝင်းတာခွေးနဲ့စူးတိုက်ခံမထင်ကန်ကောင်းအဲ့ဒါပဲ တော်လိုင်းမဟာမိတ်ပူပေါင်းတက်တွေနဲ့စစ်တပ်အကြားနိုဝင်ဘာလအတွင်းတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကဗိုလ်မှူးအဆင့်အရာရှိအပါအဝင်တပ်ဖွဲ့ဝင်100ခန့်ကိုချေမုန်းနိုင်ခဲ့ကြောင်းချင်းပြည်ကောင်စီကာကွယ်ဝင်ကြီးဌာနကဒီကနေ့နိုဝင်ဘာလ17ရက်မှာထုတ်ပြန်ပါတယ်ချင်းပြည်နယ်အစိုးရကာကွယ်ဝင်ကြီးဌာနအောက်မှာရှိတဲ့ချင်းအမျိုးသားတပ်မတော်နဲ့ဒေသန္တရကာကွယ်ရေးအဖွဲ့တွေပါဝင်ဖွဲ့စည်းထားတဲ့ချင်းလမ်းအစိုးရ တပ်ဖွဲ့ရဲ့စစ်ကြောင်းတင့်နဲ့စစ်ကြောင်းနှစ်တို့ဟာသဂိုင်းတိုင်းကလေးမြို့နယ်မကွေးတိုင်းခံကောမြို့နယ်ချင်းပြည်နယ်ပလန်းမြို့နယ်နဲ့တီးတိမ်မြို့နယ်တို့မှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ဇန်နူမလေရင်နဲ့ drone တို့ကိုအားပြုပြီးတိုက်ခိုက်နေတော့လဲချင်းလန်းဆိုရတပ်ဖွဲ့နှင့်မဟာမိတ်အဖွဲ့များဟာဘုံမှုဘူကြီးအဆင့်အရာရှိများအပါအဝင်အင်အားတရာခန့်ကိုခြေမုံနိုင်ခဲ့တယ်။စစ်တုံးမှန်းတို့ကိုဖမ်းဆီးရမိပြီးလက်နက်ခဲယမ်းများလည်းတင်းဆဲနိုင်ခဲ့တယ်လို့ချင်းပြည်အစိုးရကာကွယ်ရေးဌာနက ထုတ်ပြန်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားမှုအခြေအနေတွေကိုအတိပေးထားပါတယ်။ချင်းပြည်အစိုးရစစ်တောင်းတက်ဟာကလေးမြို့နဲ့ကံကောမြို့အကြားမှာမိတ်ဖက်ဘော့ကဗီဒီအက်အပါအဝင်ကျောင်းသားတက်မတော် ABSDF PDF ခရိုင်တက်ရင်းများပကဖများ Your Different Vote YDF စတဲ့မဟာမိတ်အဖွဲ့တွေနဲ့လက်တွဲပြီးစစ်တပ်ကိုတိုက်ခိုက်နေတာလို့ဖော်ပြပါတယ်။စစ်ကောင်စီကနိုဝင်ဘာလ6ရက်မှာ Jet Fighter နဲ့၄ချိန်နိုဝင်ဘာလ14ရက်မှာ ဖိုက်တာဂျက်နဲ့ခွန်းကြေးဝိုင်တွဲနဲ့ဒကြေးနိုဝင်ဘာလ15ရက်မှာဖိုက်တာဂျက်နဲ့နှစ်ကြေးနိုဝင်ဘာလ16ရက်မှာဖိုက်တာဂျက်နဲ့နှစ်ကြေးဝိုင်တွဲနဲ့ဘုံအလုံး90ခန့်နိုဝင်ဘာလ18ရက်မှာဖိုက်တာဂျက်နဲ့၄ထင်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်ချင်းပြည်အစိုးရစစ်ကြောင်းနှစ်ဟာလဲဖလန်းမြို့နဲ့ဝေဘူလမြို့အကြားတီးတိမ်မြို့နဲ့ကွတ်ခိုင်မြို့အကြားမှာစစ်ကောင်စီကိုတိုက်ခိုက်နေတာလို့အတိပေးပါတယ်ဒီလိုတိုက်ခိုက်ရမှာ Chin National Defense Force CNDF Zone Land အဲဇွန်ပြည်ရဲ့ဇွန်လမ်းစတဲ့မိဖက်အဖွဲ့တွေနဲ့လက်တွဲတိုက်ခိုက်နေတာဖြစ်ကြောင်းဖော်ပြပါတယ်အဲ့လိုတိုက်ခိုက်ရမှာစစ်ကောင်စီကနိုဝင်ဘာလ18ရက်နေ့ဖိုင်တာဂျက်နဲ့နှစ်ချိန်ဝိုင်တွဲနဲ့တစ်ချိန်လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ပါတယ်စစ်တပ်ဟာချင်းပြည်နယ်ဖလန်းမြို့အပါအဝင်သူတို့လက်လွတ်ဆုံးရှုံးထားရတဲ့နယ်မြေတွေပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတာဖြစ်ပါတယ်သူတို့ထိုးစစ်ဆင်လာတာကိုချင်းပြည်ကောင်စီချင်းပြည်နယ်အစိုးရတပ်ဖွဲ့တွေနဲ့ချင်းညီနောင်အဖွဲ့တွေပူးပေါင်းကုကံတိုက်ခိုက်နေတာဖြစ်ပါတယ် စစ်တပ်ကအင်အားအများအပြားနဲ့ထိုးစစ်ဆင်မှုကြောင့်တိုင်းငင်လန်းဆောင်ဝေဘူလမြို့စတဲ့ဒေသအချို့ကိုတော်လှန်ရေးတပ်ဖွဲ့တွေကခိတ္တလက်လွတ်ခဲရတယ်လို့စစ်ရေးသတင်းမြင့်ချို့ကပြောပါတယ်အခုလိုအောင်မြင်မှုရရှိနိုင်တာကတော့ CC ချင်းပြည်ကောင်စီပဲဖြစ်ဖြစ် CB ချင်းပြည်နောင်ပဲဖြစ်ဖြစ်ဘုံရန်သူကိုပထမဦးဆုံးပထမဦးစားပေးပြီးအတူတကွစီးလုံးပြီးတိုက်ပွဲဝင်လာကြောက်ဖြစ်ပါတယ်ချင်းပြည်သူအနေနဲ့ဆိုရင်အများကြီးဝမ်းသာပါတယ်ဆက်လက် ီပူပေါင်းဆောင်ရွက်ဖို့ကတော့အားပေးတယ်တိုက်တွန်းချင်တယ်လို့ချင်းတည်းမြစ်သူကချင်းပြည်ချင်းတော်လှန်ရေးအင်အားစုနှစ်ခုကြိုင်ညီညွတ်စွာနဲ့စစ်ကောင်စီကိုတိုက်ခိုက်နေမှုပေါ်သဘောထားပြောပြပါတယ်ချင်းညီနောင်နဲ့ချင်းပြည်ကောင်စီအတူတူပူးပေါင်းဆောင်ရွက်မှုကို အတူတကပါဝင်ပေးဖို့တတ်နိုင်တဲ့ဘက်ကအားပေးဖို့လိုအပ်ပြီးညီညွတ်ရေးပြက်ပြားစေမဲ့လှုပ်ဆောင်မှုတွေမလုပ်ဖို့လဲချင်းတရင်းတွေကတိုက်တွန်းထားပါလေ။ကဲဒီမှာပုံထဲမှာတော့အားလုံးတွေ့တဲ့အတိုင်းအတူတုံးလက်ဆိုရင်ဒါအ ਨੇ ဆုံးတုံးကောင်ပဲ။နော်စစ်တပ်ထဲမှာအတူကင်ဝင်းရှိတဲ့ဘဒူတွေအားလုံးလည်းတိပါလေ။နော်အဲ့တော့အမှလက်နဲ့တိခဲရန်နေရမြင်တဲ့အတိုင်းပဲတောင်းပန်ရပါဘူး။နော်အဲ့တော့လက်နဲ့ခဲရန်နေရတဲ့သူတို့အောင်မြင်မှုရတာနဲ့ကိုအခုလိုဒီချင်းမတူကွဲများနဲ့ဒီချင်းဖွဲ့နှစ်ခုပူးပေါင်းပြီးတော့လုံနိုင်တာကဒါအင်မတန်ဝမ်းသာစေရ။ ကျွန်တော်တို့ပြည်သူအများစုဖြစ်စေချင်တာလေချင်းပြည်သူမှမဟုတ်ဘူးနော်အခုချင်းမှရှိတဲ့အင်အားစုတွေစစ်စစ်လုံးလုံးနဲ့ဘုံရန်သူကိုတိုက်တယ်ဆိုတဲ့တည်င်းကိုဝမ်းတာအားရအားပေးထောက်ခံတာဒီချင်းပြည်သူတွေတွေမဟုတ်ပါဘူးတနိုင်ငံလုံးမှရှိတဲ့တော်လှန်ပြည်သူတွေကအဲ့လိုမျိုးဖြစ်စေချင်တာပါထို့နည်းတူပဲအခြားသောဒေတာတွေအခုမကွေးလို့စကိုင်းလို့ဆိုရင်ဒါဟိုတိုင်းသားနာမည်ကိုအခြေပြုပြီးဖွဲ့စည်းထားတဲ့ပြည်နယ်မဟုတ်တဲ့အတွက်အင်အားစုပေါင်းစုံရှိတယ်မြဲဒါဘလို့ဖြစ်ဖြစ်အခုချင်းနာမည်ကိုဖွဲ့စည်းထားတဲ့ချင်းပြည်နယ်မှာ ဒါလို့မတူတဲ့အဖွဲ့တွေစုစည်းပြီးတော့ဘုံရန်သူကိုတိုက်နိုင်တယ်လို့အခြားသောဇဂိုင်းမကွေးကချင်ရခိုင်မွန်တနင်္သာရီစသဖြင့်တနင်္ဂနွေလုံးမှာရှိနေပြည်နယ်တိုင်းမှာရှိတဲ့အင်အားစုတွေအားလုံးကလည်းအခုပုံစံဖြစ်အောင်လုပ်ကပ်မှာပါတဦးတစ်ဖွဲ့တည်းကြိုက်တဲ့လောက်တိုက်ပါအခုချင်းတိုက်နိုင်တယ်ပေါ့ချင်းတစ်ဖွဲ့နဲ့စစ်တပ်ကိုတိုက်လို့နိုင်မလားတရောင်တိုက်မနိုင်ဘူးအင်အားအကြီးဆုံးမှလို့ဝဝတစ်ဖွဲ့တည်းစစ်တပ်ကိုခံတိုက်နိုင်မလားမနိုင်ဘူးစစ်ပွဲရှေ့ကြပြီးတော့အောက်ကပြည်သူတွေဒုက္ခရောက်တာပဲဖတ်တယ် ဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာတတလုံးနှစ်ပေါင်း60လောက်ဖြစ်လာတဲ့စစ်ပွဲအမြင့်ကိုပြတ်ချင်ပြီနောက်တစ်ချိန်မြန်မာပြည်မှာဒီလိုမျိုးလက်နက်ကင်စစ်ပွဲတွေဆိုတာမရှိရဘူးအဲ့ဒါတော့မရှိရဖို့အတွက်အားလုံးပူးပေါင်းမှရမှာအဲ့ဒါချင်းနေတယ်အားလုံးမပူးပေါင်းတွေဒီတိုင်းပြည်မှာလက်နက်ကင်နေလေပတ်နေမှာပဲ ဲ့တော့တတလုံးနဲ့နဲ့ကင်ညာကြပြီဒီတော်နိုင်ရင်ပေါ်ပေါက်လာတယ်ဒီတော်နိုင်ရင်မှပြည်သူတွေရဲ့တခဲနဲ့အလုံးနဲ့အရင်နဲ့ဝင်းရံကြတယ်အားပေးကြတယ်လက်နက်ကင်တွေအများပြားပေါ်ပေါက်လာတယ်ဒါမြတ်ဘလောက်ပဲလက်နက်ကင်တွေပေါ်ပေါက်လာပေါ်ပေါက်လာစူးစီးမှုကိုကျွန်တော်တို့ကမလုံနိုင်ဘူးဆိုရင်အလကားပဲဒီတော်နိုင်ရည်တိုင်းပြည်ပြက်တာပဲအဖက်တင်မယ်ဒါကြောင့်မို့လို့ညီညွတ်ကြပါညီညွတ်ကြပါပြောတာအခုဒီစကိုင်းတော့မကွေးတော့ကျွန်တော်တို့ပြောနေတာလေမတိတဲ့ဟိုဘာမှနားမလဲတဲ့ကောင်တွေကဒီကောင်တွေက UNG lobby ပါဆိုပြီးလာဆဲတယ်မဟုတ်ဘူး အန်ယူဂျီကိုလော်ဘီလုပ်နေတာမဟုတ်ဘူးဥဆောင်မှုအနောက်မှာတခုတည်းညီညွတ်ညွတ်ဖြစ်အောင်ဝိုင်းတိုက်တွန်းတာအန်ယူဂျီကိုမဥဆောင်ထားရင်အခု KIA ဥဆောင်မလား KIA အစိုးရဖွဲ့ရှိတယ် KIA အစိုးရဖွဲ့ကတော်လှန်ရေးအစိုးရတပ်ဦးဖြစ်ဥဆောင်လို့ရတာဒါမှမဟုတ်ရခိုင်အစိုးရအဖွဲ့ဟုတ်တော့ငါရခိုင်မှာလည်းဒါဖွဲ့နေတာပဲအခုလည်းချင်းနဲ့ဖွဲ့နေတာပဲဒါလိုအစိုးရဖွဲ့တွေကပုံရိပ်ဖြစ်ဥဆောင်မလားဥဆောင်ရင်အကောင်လုံးပါမလားဒါတွေကျွန်တော်ပြန်တော့ဘယ်သူပဲဥဆောင်ဥဆောင်အဓိကအဲ့ဒီဥဆောင်နဲ့တက်ဥအစိုးရရဲ့အနောက်မှာ အင်အားစုတွေအားလုံးကညီညီညွတ်ညွတ်ပါမှဒီပွဲကိုခက်မြန်မြန်ပွဲပြက်လို့ရတယ်လို့ဒီပွဲကိုလည်းကဘာကအတိမတ်ပြုလို့ရမှာတူတလူငါသမင်းတူတပေါက်ငါတပေါက်ဖြစ်နေတွေ့ရတော့ကျွန်တော်တို့ဘာမှဖြစ်လာမှာမဟုတ်လက်နက်ကင်ပြီးတော့ဘာဖြစ်လဲအာစစ်တိုက်တိုင်းကစားတာပဲဖတ်တယ်မယ်ဘာမှမထူးမမဟုတ်ဘူးအဲ့တော့တကယ်တော်လန်ရုပ်အောင်မြင်ကျင်ကြတယ်ဆိုလို့ရှိရင်မန်မာနာတွေရှော့ရမယ်တယောက်ပေါ်တယောက်အနစ်နာခံရမယ်ချစ်ကြည်မှုကိုတိဆောက်ရမယ်စီးလုံးမှုကိုဝိုင်းတိဆောက်ရမယ်အခုဆိုတော့မှချင်းအင်အားစုတွေမှာရှိပါတယ် အပြည့်စကားတွေမပြောပါနဲ့အခုနော်နော်ဒါမှန်ပါတယ်ကိုကချင်းဖြစ်နေမှမဟုတ်ဘူးဘာလူမျိုးပဲဖြစ်ဖြစ်ဒီဟာတွေစီးလုံးဖို့အတွက်ကိုဝိုင်းဝင်းရံပေးနိုင်ဝင်းရံမဝင်းရံပေးနိုင်အပြည့်စကားတွေဝင်မပြောချမ်းဘူးဟုတ်တယ်မလားနံပါတ်၁ကိုလူမျိုးချင်းချင်းစီးလုံးအောင်တိဆောက်ကချင်းမှာဆိုရင်ချင်းအင်အားစုတွေအလုံးကလက်တီးစုပ်လို့တခုလည်းဖြစ်ကောင်ရခိုင်မှာဆိုရင်ရခိုင်အင်အားစုတွေအလုံးလက်တီးစုပ်လို့ဖြစ်ကောင်မွန်မှာဆိုရင်မွန်အင်အားစုတွေအလုံးလက်တီးစုပ်လို့ဖြစ်ကောင်နော်အဲ့လိုပဲဒီအညာဒေတာမှာလည်းအညာအင်အားစုတွေလက်တီးစုပ်လို့ဖြစ်ကောင် ဟောတုဒေတာတုဒေတာလိုက်တာကြစ်လစ်စွာစုစည်းထားနိုင်ပြီဆိုရင်အဲ့ဒီအင်အားစုအလုံးကိုဝက်ကလက်တစ်ခုတည်းသူတို့စုလိုက်ဖို့ဆိုတာလွယ်သွားပြီလွယ်လွယ်လေးဖြစ်သွားပြီအဲ့ဒါဘာမှညှိနှိုင်းစရာမလိုတော့ဘူးအဲ့တော့အောက်ခြေအစစ်မာတင်ဖောင်ဒေးရှင်းခိုင်ဖို့အတွက်ကဒီနယ်နဲ့တိုင်းမှာရှိတဲ့အင်အားစုတွေအလုံးကကိုအောက်ခြေအစစ်မာကြစ်လစ်အောင်အရင်ဝိုင်းလုံကြဖို့ကအင်မတန်အရေးကြီးတယ်အဲ့လိုမဟုတ်ဘဲနဲ့တရွာကိုလူလေး15ယောက်နဲ့တစ်ဖွဲ့ EAO နာမည်အောက်ထဲထဲမဝင်ဘူးလက်ရှိ တော်လှန်ရေးအစိုးရဖြစ်တဲ့ NUG အောက်ထဲလည်းမဝင်ဘူးเนาะဘာမှမဝင်ဘူးလူလေး၁၄ငါးယောက်နဲ့တပွဲနေတယ်ရက်ွက်ထဲမှာ PDF ဆိုပြီးရှောက်သွားတယ်မဟုတ်ကဟုတ်ကဟာတွေလှုပ်တယ်စစ်တပ်ကဝင်တိုက်လို့ချင်းရွာသားတွေထားယူထွက်ပြေးသွားတယ်ဆိုတော့နာမည်ပြတော့ဘာဖြစ်ကော PDF ဆိုတဲ့နာမည်ပြက်လာတကယ်တော့သူတို့ကဒါ PDF မဟုတ်ဘူးเนาะ PDF ဆိုတာတော်လှန်ရေးကိုတော်လှန်ရေးတူလုံမှာ PDF နာမည်ခံလို့ရမှာလက်နက်ကင်တိုင်း PDF မဖြစ်ဘူးဒီသဘောတရားတွေကိုနားလည်ဖို့လိုအပ်ပါတယ်အဲ့တော့လက်နက်ကင်ပြီးစစ်တပ်ကိုပြစ်တာဒီတော်လှန်ရေးမဟုတ်ဘူး လက်နက်ကင်ပြီးစစ်တပ်ကိုပြစ်တိုင်းတော်နိုင်ရေမဟုတ်ဘူးเนาะလက်နက်ကင်ပြီးစစ်တပ်ကိုပြစ်နေပေမဲ့တော်နိုင်ရေကိုတော်နိုင်ရေနဲ့တူအောင်ရှောက်လန်းနိုင်မှာတော်နိုင်ရေဖြစ်မှာဒါကိုအားလုံးဂရုစိုက်ဖို့လိုအပ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ဆိုရင်လေအပြစ်စကားကိုဘယ်နှခါပြောတာမြင်ဘူးလေเนาะဟိုတို့ရောဟိုထိတ်မှောင်တကောင်ကျွန်တော်ကိုလာဆဲလို့လာတူအရင်ကျွန်တော်ကိုလာဆဲလို့ကျွန်တော်ပြန်ပြောရတာကျွန်တော်တော်နိုင်ဘက်အချမ်းကတူတယ်ဘယ်သူ့ပုံမှမပြောဘူးကျွန်တော်ဘာဖြစ်လို့ပြောရမယ့်လို့မဟုတ်ကျွန်တော်တို့လို့ကျွန်တော်တို့ပြောရင်အင်အားတွေဘာဖြစ်လဲ ကျွန်တော်အားပေးတဲ့ပိတ်သက်ရှိမယ်အခြားလူလူတယောက်အဖွဲ့အစည်းတစ်ခုဆိုလေအဲ့လူတယောက်အဖွဲ့အစည်းတစ်ခုအားပေးတဲ့ပိတ်သက်ရှိမယ်ကျွန်တော်ကိုယ်တိုင်ကပြောလိုက်မယ်ဆိုရင်ဘာဖြစ်လဲအနောက်မှာပါတဲ့ပိတ်သက်ပိတ်သက်တည်းအစင်ပွားစင်ပွားနဲ့ဘလောက်တွေးကွဲဝါမလဲဒါကြောင့်မို့လို့အချစ်ကိုထွက်ပြီးတော့ဥဆောင်နေတဲ့နေရာမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာဖြစ်ပါဝင်နေတဲ့လူတွေဟာအပြည့်စကားကိုလုံးဝပြောလို့မရဘူးအေးရန်သူနဲ့ပတ်သက်လာရင်တော့ပြက်ပြက်သားသားရှိဖို့လိုရတယ်နော်အချင်းချင်းချင်းမှရန်သူကိုတိုက်နေပြီဆိုတော့ဒါအချင်းချင်းပဲဒါဒီသဘောတရားတွေကိုနားလည်ဖို့လိုတယ် ဲ့တော့ကျွန်တော်ရန်သူဘက်အချမ်းအလွဲလို့ကိုယ့်ချင်းချင်းဘက်ကိုပြောတာမြင်မှုကြတာကျွန်တော်မပြောဘူးအဲမလွဲတာဘူးကိုယ့်ကိုလုံးဝလာတိုက်ခိုက်ပြီးလာစော်ကားပြီးရှောင်လို့မရတော့ဘူးဆိုရင်တော့ပြန်စော်တာတီးတဲ့ကျွန်တော်ဘက်ကဘယ်သူ့ကိုမှတွားတိုက်ခိုက်တယ်ဆိုတာမရှိဘူးအဲဟိုဘက်အချမ်းအကောင်လေးနဲ့ပတ်တိုင်တော့လာခဲ့အချိန်မျိုးပဲတရင်တို့အဲ့နေလာတော့ကိုစီရေကိုစီရေကိုခွဲပါပြတော့ထအဆဲဝင်မလေးဘူးအဲ့တော့ကျွန်တော်ရဲ့ခံယူချက်ပဲဒါကြောင့်မလို့အခြားသောတိုင်းရင်းသားလူမျိုးပေါင်းစုံကိုကျွန်တော်ပြောချင်တာညီကိုတို့မိတ်ဆွေတို့ဟာဘယ်ဘက်ကလဲ စစ်တပ်ကိုလက်ခံတဲ့ဘက်ကအဲ့ဒါဆိုမပြောဘူးကွာမင်းစကားတည်းထည့်မပြောဘူးအေးဒါမှမဟုတ်ဒီအာနာသိန်းထားတဲ့စစ်တပ်ကိုစန့်ကျင်ပြီးတော့ကိုယ်ဒေတာကိုယ်လူမျိုးလွတ်မြောက်ရေးအတွက်လုပ်နေတဲ့တူတယ်အဲ့ဒါဆိုရင်ခမည်းဟာကျွန်တော်တို့နဲ့တွေးတောက်ညီကိုပဲမင်းရဲ့အတက်အန်တွေမင်းလုံကြုံရေးတော့ငါတို့ကြုံရင်ကာကွယ်ပေးရတယ်လို့ငါရဲ့အတက်အန်တွေငါလုံကြုံရေးတော့မင်းတို့ကြုံရင်ကာကွယ်ပေးရမယ်အဲ့ဒီစိတ်ကိုကျွန်တော်လူတိုင်းထားနိုင်ရမယ်ဒါဆိုရင်ကျွန်တော်တော်နိုင်မနိုင်စရာအကြောင်းမရှိဘူးဗျာမြေကြီးနဲ့လက်နဲ့ပုတ်ရင်လွှဲရင်လွှဲသွားလိမ့်မယ် နော်အဲ့ဒါလို့လားစူစည်းညီညွတ်နိုင်ဟဲ့ဒီတော်နိုင်မနိုင်စရာအကြောင်းမရှိဘူးရှင်းရှင်းလေးဒီသဘောတရားတွေကိုအားလုံးတီးဖို့လိုတယ်အဲ့ဒါဆိုရင်အပြစ်စကားတွေပြောကြမှာလည်းဆိုင်ရင်ညီညွတ်ရေးစကားစီးလုံးစကားကိုများများပြောပေးကြပါလို့အပြုရောဆောင်ပြီးကျွန်တော်အားလုံးတိုက်တွန်းပါမယ်